မိုးကုတ်မှာဘူးမှမရှိတော့ဘူးပေါ့နော်အော်မကြည့်ပါအိမ်နေလဲ chocolate လို့လူလဲတရားမှမရှိကြတော့ပါဘူးရှင်တရုတ်ဆိုရချောင်းဝင်ညှိနှိုင်းမှုနဲ့တန်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကပြန်ပေးဖို့သဘောတူညီခဲ့တဲ့မိုးကုံနဲ့မိုးမဲမျိုးအတွင်းမှာအာနာဒိန်စစ်တပ်ပြန်လည်ဝင်ရောက်နေပြီဖြစ်တယ်လို့မြေပြင်စစ်ရေးသတင်းမြစ်တွေနဲ့မျိုးခန့်တွေကအရာတွေကိုပြောပါတယ် မိုးကောက်နဲ့မိုးမဲမျိုးအတွင်းအာနာသိန်းစစ်တပ်ကို TNL uniform ပေးဝတ်ပြီး TNL ကခေါ်သွင်းလာတာဖြစ်တယ်လို့စီးရီးသတင်းမြစ်တွေနဲ့မြို့ခံတွေကပြောပါရယ်။မိုးကောက်မျိုးနဲ့မစစ်တပ်ကို TNL က uniform ဝတ်ပြီးတော့ခေါ်သွင်းလာတယ်ဆိုတဲ့ကိစ္စကတော့ကျွန်တော်တို့ဘက်မှလည်းဟိုစုံစမ်းသိရှိထားရတဲ့လောက်ကတော့အဲ့ဒီစာရီအမှန်ပါလိမ့်မယ်။အဲမိုးမိတ်မှလည်းအဲ့လိုမျိုး ရှိတယ်ဆိုတဲ့ကိစ္စကိုလည်းဟုတ်ကျွန်တော်တို့သတင်းစုံစမ်းလို့ရတဲ့လောက်ပါလေ။အဲမြို့ထဲမှာ ဲ့လိုကိစ္စတွေရှိနေလဲဆိုတာလည်းကျွန်တော်တို့စုံစမ်းသိရှိထားရပါတယ်ပေါ့နော်ပေါ်ပေါ်တင်းတင်းခေါ်လာတာမျိုးတော့မဟုတ်ပါဘူးပေါ်ပေါ်တင်းတင်းခေါ်လာတာမျိုးတော့မဟုတ်ပါဘူးမောကောင်းမြို့နယ်အတွင်းနိုဝင်ဘာလတတိယပတ်ကစတင်ကအာနာသိန်းစစ်တပ်ကို DNL uniform နဲ့ခေါ်သွင်းလာခဲ့တာလို့ဆိုပါတယ်။မောကောင်းမြို့ပေါ်ကဌာနဆိုင်ရာရုံးတွေရဲစခန်းအကျဉ်းထောင်နဲ့ကြောက်ဖားဂိတ်တို့မှာအာနာသိန်းစစ်တပ်အင်အားရာခိုင်နှန်းရောက်ရှိနေတာကိုတွေ့မြင်ကြားသိထားတယ်လို့ မောကုံမျိုးကန်တူကလည်းပြောပါရယ်ဒီရီအတွက်ချက်လက်ကိုတော့အရာတွေကတီးခြားအတည်ပြုထားနိုင်ခြင်းမရှိသေးပါဘူးဒါအပြင်မောကုံမျိုးနဲ့အတွင်းမှာရှိနေတဲ့တော်လင်ရေတပ်ဖွဲ့တွေဟာလည်းတက်ဆုတ်ထားပြီးဖြစ်တယ်လို့စေရေးသတင်းမြစ်ကပြောပါရယ်ဒီမောကုံချင်းကြီးမှာတော်လင်ရေတပ်ဖွဲ့တွေနေတဲ့လူတွေမှာဆက်လက်ပြီးတော့နေဖို့အတွက်ပေါ့နော်နေဖို့တော့ကအဆင်မပြေဘူးအဆင်မပြေဘူးဆိုတော့က GNL နေနေဒီမျိုးရဲ့ ကျွန်တော်တို့စီးရဒီပါတဲ့ကုန်းလေးပေါ်မှာနေရာယူအထိုင်ဆွဲထားတဲ့ကျွန်တော်တို့ရဲ့တက်ပြီးအနီးနားကိုဟိုတီအန်လီဘက်ကအဲဘလူးပြောမလဲလုံုံကြီးအတွင်ပုံစံမျိုးပေါ့နော်အလုံးလုံးကြီးအတွင်ပုံစံမျိုးကျွန်တော်တို့ထိုင်တဲ့တက်ဒီနားမှာအနီးနားမှာလာပြီးထိုင်တာမျိုးကြီးရှိတယ်အဲအဲ့လိုမျိုးကြီးရှိတယ်နောက်ပြီးတော့လက်နက်ကြီးတွေကိုလည်းကျွန်တော်တို့ဒီတော့လည်းတက်ပြီးရှိတဲ့ပတ်တွေကိုကြောင်းနေလှည့်ထားတဲ့ကိစ္စမျိုးတွေပေါ့ဒါတွေကိုလည်းကျွန်တော်တို့ဘက်ကိုတင်ပြလာတဲ့ကိစ္စမျိုးတွေရှိပါတယ် အဲအလားမျိုးလေးဖြစ်နေတယ်ပေါ့နော်အဲ့ဒီကြောင့်မလို့မြို့တွင်းမှာနေဖို့အတွက်ဆိုလို့ရှိရင်တော့မြို့တွင်းရတဲ့ခုခံကောက်ွယ်ဖို့အတွက်ဆိုရင်တော့အဲဘယ်လိုမှမဖြစ်နိုင်တဲ့အနေအထားပေါ့နော်မာမေးဆက်ဆက်ရေးအခြေအနေကြီးရရောတော့ကျွန်တော်တို့စီရေးအခြေအနေကြီးရရောတော့ကျွန်တော်တို့မြို့ပြင်ကိုမဖြစ်မနေစုခွာ ပေးထားရတဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်မလို့မြို့တွင်းမှာတော့ဒေါ်လာရင်းကပ်ကိုဆက်ရှိနေတော့ပါဘူးအလားတူပဲမိုးမိတ်မြို့နယ်မှာလည်း နော်မလာ26ရက်နေ့ကစတင်ကမြို့ပေါ်ကိုအာနာသိန်းစစ်တပ်ရောက်ရှိနေပြီဖြစ်တယ်လို့စစ်ရေးသတင်းမြစ်တူကပြောပါတယ်။မိုးမဲမြို့ပေါ်မှာကာကွယ်ရေးတပ်ဖွဲ့တွေမရှိတော့ပေမဲ့မြို့နယ်အတွင်းမှာတော့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၊ကျောင်းသားတပ်မတော် ABSDF ၊ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPRF နဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ဆက်ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။မိုးမိတ်ရဲ့စစ်တပ်ရောက်နေပြီဆိုတာအတည်ပြုလို့ရပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာပဲအင်အားကတော်တော်များတယ်။ ပလောင်ယူနီဖောင်းတွေနဲ့200နီးပါးလောက်ရှိတယ်လက်ရှိတော့အပြောင်းနေနေကြတယ်မိုးကုတ်နဲ့မိုးမဲမြွနဲ့အတွင်းအာနာသိန်းစစ်တပ်ကိုလာမယ့်နှစ်မှာ30ရက်နေ့နဲ့ဒီဇင်ဘာ1ရက်နေ့တော့မှခေါ်လာပြီးမှဖြစ်ကြောင်း TNL ကောင်းဆောင်နှုတ်ကဒေတာရဲမှလှုပ်ရှားနေတဲ့တော်လင်ရေးတပ်ဖွဲ့တွေကိုခေါ်ပြောခဲ့တယ်လို့တွဲဆောင်မှုအတွင်းမှာပါဝင်ခဲ့သူတွေကပြောပါတယ်မိုးကုတ်နောင်ချိုလမ်းမိုင်းပေါ်ကရှမ်းလန်းဆောင်မှာ အာနာသိန်းစစ်တပ်အင်အားအများအပြားဟာ မိုးကုတ်ကိုပြန်လည်ဝင်ရောက်ဖို့ရောက်ရှိနေကြပြီ ဖြစ်တယ်လို့စေးသတင်းမြစ်ကပြောပါရယ်။ဒါပေမဲ့လက်ရှိမှာတော့ပြန်လည်ခေါ်သွင်းလာမယ်လို့အတိပေးထားတဲ့ရမတိုင်မီကလေးကမျိုးရည်အတွင်းအာနာသိန်းစစ်တပ်ရာကနန်းနေပါကို TNL ကခေါ်သွင်းပေးလာခဲ့တာလို့ဆိုပါရယ်။ဒီသတင်းချက်လက်တွေကိုအတည်ပြုနိုင်မှု TNL ရဲ့ပြောခွင့်ရသူကို AR ကဆက်သွယ်ခဲ့ပေမဲ့ပြန်လည်ဖြေဆိုခြင်းမရှိသေးပါဘူး။မိုးကောင်းနဲ့မိုးမိတ်မြို့နယ်ကမြို့ကန်အရသာပြည်သူအများစုကတော့ အနာဒိန်စစ်တပ်ပြန်လည်ဝင်ရောက်လာပါကဖမ်းဆီးခံရမှနဲ့အသက်အန္တရာယ်ကြုံတွေ့လာမှကိုစိုးရိမ်ကြတဲ့အတွက်မြို့ကိုစွန့်ခွာတိမ်းရှောင်သွားကြပြီဖြစ်တယ်လို့မြို့ခံတွေကပြောပါရရှင်။